မုံတိုင်းဝဲမီနောက်ပိုင်းရခိုင်ပြည်နယ်တန်ရွဲ့မြို့နယ်ရှိငပ်ပလီမြို့ငပ်ပလီကမ်းခြေရှိချိတ်တော်ရက်ကွက်မှာငါးဖန်တင်မောများပင်လယ်ပြင်သို့ငါးဖန်ထွက်ခြင်းမပြုလုပ်သေးဘူးလို့အဆိုပါလုပ်ငန်းလုံခြုံရေးဌာနမှသိရပါဗျ။ဘင်္ဂလားပင်လယ်ရောအရှေ့လယ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သောမာရတာအမည်ရှိမုံတိုင်းမှာဧပြီလ16ရက်နေ့ညပိုင်းကတန်ရွဲ့မြို့နယ်နဲ့ငပ်ပလီမြို့တို့ကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပေမဲ့ငါးဖန်တင်မောများလှေများမှာဧပြီလ18ရက်နေ့အထိကမ်းခြေမှာရန်နာထားလျက်ရှိပါဗျ။ အဆိုပါမွန်တိုင်းဖြစ်ပေါ်နေမှုကြောင့်ကမ်းခြေမှာ၅ဖန်သင်းမော်တွေကိုပင်လယ်ပြင်ကို၅ဖန်မထွက်ဖို့ဧပြီလ15ရက်နေ့မှာစတင်ပြီးသက်ဆိုင်ရာမှာနနက်တစ်ချိန်ညနေတစ်ချိန်မုံတိုင်းရှိ၍ loud speaker ဖြင့်3ဘေးနှိုးဆော်ခဲ့ကြောင်းချိန်တော်ရက်ွက်နေပြည်သူတွေထံမှသိရပါဗျ။လက်ရှိတွင်၅ဖန်သင်းမော်တွေမှာရာသီဥတုအခြေအနေကိုစောင့်ကြည့်၍ပင်လယ်ပြင်ထွက်ဖို့ပြင်ဆင်နေကြောင်းသက်ဆိုင်ရာမှာပင်လယ်ပြင်ထွက်တဲ့မတဲ့အကြောင်းပြန်ကြားတာမရှိသေးဘူးလို့ကမ်းခြေအနီးနေထိုင်သူဦးအောင်မြင့်ကပြောပါဗျ။ ငပလီကန်းကြီးရှိဒေသခံအများစုမှာငါးဖန်းလုပ်ငန်းလုပ်ကင်ကြသူတွေဖြစ်တယ်လို့သိရပါတယ်။မုံတိုင်းမာရတာကြောင့်တန်ရွမ်းမျိုးနဲ့ငပလီမျိုးတို့မှာအင်ဂျင်ချုပ်အမိုးလန့်ခြင်းတစ်ပင်ပီးခြင်းတို့သာဖြစ်ပွားခဲ့တယ်လို့တန်ရွမ်းမျိုးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဧပြီလ18ရက်နေ့ကစုံစမ်းသိရှိရပါတယ်။ဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့တဲ့အဆိုပါဆိုင်ကလုံးမုံတိုင်းမာရတာဟာ ဧပြီလ16ရက်နေ့ကည9:00နာရီခွဲအချိန်ဝန်းကျင်ကရခိုင်ကမ်းရိုးတန်းဒေသတန်တွဲမြို့အနီးမှဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့တန်တွဲမြို့အထွေထွေအုပ်ချုပ်ရေးမှူးဦးတန်းစော်ဟန်ကပြောပါတယ်ဒေသခံတွေရဲ့ပြပြချက်အရမုံတိုင်းဖြတ်ကျော်ဝင်ရောက်ချိန်မှာမိုးရသွန်ခြင်းမရှိဘဲလေတိုက်ချင်းသာဖြစ်ပေါ်ခဲ့ပြီးလေတိုက်လုံးမှာတနအိမ်မြိုင်40မှ45မိုင်ဝန်းကျင်ရှိခဲ့ပြီးည7နာရီဝန်းကျင်တွင်လေတိုက်နှုန်းမှာပုံမှန်အခြေအနေပြောင်းလဲဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျာ။ အဆိုပါမောင်းတိုင်းကြောင့်တန်တဲမျိုးနဲ့ငပ်ပလီမျိုးတို့ရှိရက်ကွက်၅ကိုခြေရွာ9ခုမှအင်ဂျင်80လုံးထိခိုက်ပျက်စီးခဲ့ကကမ္ဘာဆုံးရှုံးမှုတန်မိုး38သိန်းဝန်းကျင်ရှိကြောင်းအင်ဂျင်ထိခိုက်ပျက်စီးမှုအများစုမှာအမိုးလန့်ခြင်းဖြစ်ကာတစ်ပင်ပီခြင်းကြောင့်အင်သုံးလုံးပျက်စီးခဲ့တယ်လို့တန်တဲမျိုးအထွေထွေအုပ်ချုပ်ရေးမှူးထံမှသိရပါတယ်